ဒီနေ့ဓမ္မဆေးရီးလေးမှာတော့ဆရာကအာကုတုဆိုတာကိုအင်္ဂလိပ်လိုမျိုးသိပြီးတော့နားလည်သွားအောင်သင်ပေးဦးမှာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးမိကုံလေး what does aku salame ရှေ့ကပြောခဲ့ခဲ့တယ်လို့ပဲပါဠိတန်မှာစာတန်ဒီဆရာပမာတန်မှာတတန်ဖြစ်သွားတယ်အဲ့တော့ aku sala ဆိုတာ aku do ကိုရင်းနှီးတာဖြစ်ပါတယ်အဲ့တော့ aku do ဒီ what ဘာကို means ဆိုလိုပါတယ်လေအဲ့တော့ aku sala aku do ဆိုတာ means ဆိုလိုပါတယ်ဘာလို့ဆိုလိုလဲဆိုရင် bad actions that call harm ဟမ်ဆိုတာကအန်ဒီရယ်ဒီနော်အန်ဒီရယ်ဒါမှမဟုတ်လဲစိုးကျိုးတွေပေါ့ cost ကဖြစ်တယ် that's ကတော့ that call ham ဆိုတာအန်ဒီရယ်ဒီစိုးကျိုးတွေကို ဖြစ်စေသော bad action မကောင်းသောလှုပ်ဆောင်ချက်များပါပဲမကောင်းတဲ့လှုပ်ဆောင်ချက်တွေဘလို့မကောင်းတဲ့လှုပ်ဆောင်ချက်တွေဆိုရင်စိုးကျိုးတွေအန်ဒီရယ်တွေကိုယ့်ကိုယ်ရောအများကိုယ်ရောစိုးကျိုးဖြစ်စေတယ်အန်ဒီရယ်ဖြစ်စေတယ်အဲ့လိုလှုပ်တဲ့ bad action မှလည်းများကိုအာကုတို့လို့ခေါ်ရတဲ့နားလဲနော် where do agusala action come from အဲဒီဗုဒ္ဓဘာသာရဲ့အယူအဆအတိုင်းသူကအကြောင်းကိုရှားမှာဘုရား။ဘာအကြောင်းကြောင့်ဖြစ်လာတာလဲ။ဒီအာကုတ္တောဆိုရင် action study တဲ့။ဝယ်ဘယ်နေရာကနေ come from လာပါတယ်လေတဲ့။သူအဘဘီလိုအာကုတ္တောအလုပ်တွေကိုလုပ်မိတာလေ။ပြောမိတာလေတဲ့။ပြီးတော့ they come from greed. greed ဆိုတာလောဘ။လောဘကြောင့်လည်းအာကုတ္တောဖြစ်မိတယ်လေတဲ့။ hatred. hatred ဆိုတာအမုန်းပေါ့။ပါဠိမှာဆိုရင်ဒေါသပေါ့။ဒေါသတွေအမုန်းတွေကြောင့်လေ။ဆရာတို့အာကုတ္တောလောက်ကိုလုံးမိတတ်တယ်။ now ignorance မသိမှုနားမလည်မှုဆိုတာမောဟဒါပါဠိလိုပြောပါတော့မသိနားမလည်ခြင်းကြောင့်လေအာဟုတုအာဟုလက်ကိုလုံနေရလို့ခုအာဟုတုမှမသိလို့လေလုံမိနိုင်တယ်သိပေမဲ့လေလောဘကြောင့်လောဘအာပိုကြီးတဲ့ခါမှလေလုံမိနိုင်တယ်ဒေါသကြောင့်လေစိတ်မထိန်နိုင်မယ်လုံမိနိုင်တယ်လေရှိတယ်အဲ့တော့ဒေဆိုတဲ့ဒီအာဟုတုတွေဒီခုနပြောတဲ့ greed hatred နဲ့ ignorance တွေပြီးတော့ come from လာလာဖြစ်ပါရဲ့တဲ့ဒါဆိုဒီဟာဒီအကြောင်းရင်းနေပေါ့အဲ့အကြောင်းရင်းကြောင့်ဒီအာဟုတုဆိုတာဖြစ်လာတာပေါ့ why should we avoid အကုသလအရှင်ဘာကြောင့်ငါတို့ကအကုသလအရှင်အကုသို့အရှင်လှုပ်ဆောင်ချက်တွေကို avoid ကရှောင်ရှားတာ should ကတင့်တယ်အဲ့တော့ should avoid ရှောင်ရှားတင့်တာလေတဲ့အဲ့တော့ they bring bring ဆိုတာယူလာလိမ့်မယ်တဲ့အကုသို့အရှင်ကိုဆက်ရလှုပ်ပြီးဆိုရင်တို့ကမနေ့ကဟိုရက်ကတင်ထားတဲ့အကုသို့လို့ပဲသူလည်းဘာယူလာလဲဆိုရင် sufferings ဝေဒနာတွေဒုက္ခတွေယူလာလိမ့်မယ်တဲ့နော်အကုသို့လှုပ်ပြီးရောဒုက္ခတွေမျောလင်းလို့မရဘူးတဲ့အကုသို့ရေလှုပ်ပြီးဆိုရင်တော့ ဝေဒနာတွေဒုက္ခတွေသူကယူလာပါလိမ့်မယ်အာမှုသူကအဲ့ဒါကိုခေါ်လာမှာ unhappiness ဆိုပါလေမပျော်ရွှင်မှုတွေကိုလည်းသူကယူလာပါလိမ့်မယ်အဲ့ဒီတော့ဝေဒနာတွေနဲ့မပျော်ရွှင်မှုတွေကိုယူလာမယ့်အာကုသတွေကိုဇာတို့ကတက်တယ်လောက်ရှောင်ရှားမှာပဲဖြစ်ပါတယ်။ဒါဆိုဒီနေ့မှလည်း vocabulary အသစ်တွေကို usage အသစ်တွေကို silent နဲ့ယူရမယ်လို့ညွှန်လင်းပါတယ်။ဒီတိုင်းပဲစူးစမ်းလေ့လာကြပါ fighting ပါ